ညစံခွန်ဘန်ကဒီနေ့မှာတော့ဟိုလေးကပေါ့နော် N3 လေးရဲ့အဆက်ကလေးဖြစ်တဲ့ unit 1ကစမ်းပန်နဲ့ရွမ်းပန် grammar လေးကိုဆက်ပြီးတော့တင်ပြပါမယ်အဲ့မှာဆိုလို့ရှိရင်သူကရောနဲ့ပတ်သက်တဲ့ဟာလေးတင်ရအောင်ပေါ့နော်စမ်းပန်ရောယွန်းပန်ရောကသူကရောနဲ့ပတ်သက်တဲ့ grammar လေးဖြစ်ပါတယ်စမ်းပန်မှာဆိုလို့ရှိရင်သူကယောနီနတဲ့အီလိုနာနီနာနီလိုမျိုးအခြေအနေဖြစ်နေရဲဆိုတာကသူက စက်ပစ္စည်းတွေနည်းပညာတွေ system update တွေပေါ့နော်အဲ့မှာပဲသူကသုံးတာများတယ်။ပြောင်းလဲတိုးတက်မှုရှိပြီးတော့အရင်တည်းကနေပြီးတော့အခုအချိန်ထိမတူညီတော့တဲ့အခြေအနေတွေနောက်ထပ်အဆင့်တစ်ခုတိုးတက်လာတယ်ဖြစ်လာတယ်လို့ဆိုပြီးတော့ပြောချင်တဲ့အခါဒီမှာသုံးတဲ့ပုံစံလေးဖြစ်ပါတယ်။ Trading Fab တွေကတော့ Fab ဆိုလို့ရှိရင် Dictionary Fab, Nine Fab, Johnny Nate အီလိုနဲ့တွေ့ရတယ်။ Ray လေးကိုကြည့်လိုက်ရအောင်။ ရိလေးမှာဆိုလို့ရှိရင်သူကဒီမှာဆိုရင်ယောနိနတေဣတုယောနိနတေဣတုလိုမျိုးအခြေအနေဖြစ်နေတယ်ဖြစ်လာတယ်လှုပ်ထားတယ်ဆိုပုံစံမျိုးပေါ့နော်ခိကင်နာတို့ကအစွန်တို့ယောနိဒခိတေဣတုခိကင်နာတို့ဆိုခိကင်ကဆက်ပစ္စည်းဆက်ပစ္စည်းစသဖြင့်ကိုစွန်တို့ယောနိဆိုတာကအဲ့ဒီလိုမျိုးဒခိတေဣတုဆိုတာကလုံနိုင်လာတယ်ဖြစ်လာတယ်ဆစ်ဆစ်စခုလေးမှာဆိုရင်တော့အထူးရှင်တော့ချီရှော့ခေ 9k ဖြစ်ပါတယ်အချစ်ပဲ そのこのストーブは大きく傾くと自動的に火が消えるようになっている。このストーブ、ストーブザリミボボの、ミボが、ミボを大きく傾くと、だって、パッコをね、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 サンライターを言うわ、の、サンライターソリューションね、自動的にそれが、あるりゃ、火が消えるようになっている。ないないらあ、 လုတ်ထားတယ်ငိမ့်အောင်လုတ်ထားတယ်ဆိုတော့စောင်းလိုက်တယ်ဆိုရင်မိကငိမ့်သွားတယ်လို့သူပြောချင်တဲ့အထိပ်ပဲเนาะဒီပဲခုနဒိုအာဝါရှိမဲရူတို့ခါကီကာခခါရူယောနိနတဲအီရူခုနဒိုအာဒိုအာဆိုတာတကားပေါ့เนาะဒီတကားကတဲ့ရှိမဲရူတို့ပိတ်လိုက်တယ်ဆိုလို့ရှိရင်ခါကီကာခခါရူယောနိနတဲအီရူတော့ကခပီးတာဖြစ်နေတယ်သူကသူအလိုလျောက် ခတ်ပြီးသားဖြစ်သွားပါတော့ကိုလုံးစရာမလိုဘူးဒါလည်းသူကတိုးတက်လာတဲ့အခြေအနေကိုပဲပြောတာနော်စံပန်ခုနကကြည်တော်ဟန်ပိုင်းခီဝရေပါအိုးအိုဆာနိုင်တို့အိုဆိုရီကဒေနိုင်ယောနိနာတေအီတို့ဒီကြည်တော်ဟန်ပိုင်းခီဆိုအလိုလျောက်ဇေယောင်ဆက်တီမှာရေပါအိုးအိုဆာနိုင်တို့ဆိုတော့ဒီတက်ကလေးတကူပေါ့နော်အဲ့ဒါလေးကိုတဲ့မနှိပ်ဘူးဆိုလို့ရှိရင်အိုဆိုရီကဒေနိုင်ယောနိနာတေအီတို့ပြန်အန်းငွေတွေကမထွက်လာအောင်လုပ်ထားတယ်ဆိုတော့ဒီဟာကိုမနှိပ်ရင် ပတ်စံကပြန်ပြီးတော့ထွက်မလာဘူးလို့သူပြောရွှန်ဘန်ခွန်တို့ကမန်းဝပတ်စဝတ်တို့ကိုမျိုးရီခုရှနိုင်တို့ဟီရာခုခုတို့ကတခိနိုင်ယောနိနတေရုဒီကမန်းဆိုတာကမျက်နှာပြင်ဥမာ laptop တွေပဲဖြစ်ဖြစ်ဖုန်းတွေပဲဖြစ်ဖြစ်ပေါ့နော်သူကဒီ password လေးကိုတဲ့ password တို့ဆိုတာ password ကိုမနှိပ်ဘူးဆိုလို့ရှိရင် password ကိုမထည့်သွင်းဘူးဆိုရင် hira khu khu တို့ကတခိနိုင်ယောနီနတ်တဲ့ဤသို့ မပွင့်လာအောင်လုပ်ထားတယ်ဆိုတော့ password ကိုမနှိပ်ရင် screen ကမပွင့်ဘူးအဲ့လိုပြောတာနော်ဟဲ့နောက်တစ်ခုရွန်ပန်းအော်ပြောဒီမှာကနောက်တစ်ခုရှိတာကအဲဒီမှာဆိုလို့ရှိရင်သူကယောနိနာတဲ့အီလိုယောနိနာတဲ့အီကကြတော့သူကစက်ပစ္စည်းတွေအတွက်သုံးတာလူတွေရဲ့ဒီပေါ့နော်ဖြစ်အောင် လုပ်နေတဲ့အဲ့လိုမျိုးအခြေအနေတွေလုံနိုင်လာတယ်ဆိုလို့ရှိရင်ကြတော့သူကယောနိနာတာနဲ့သုံးနော်ယောနိနာတာနဲ့သုံးတယ် တော့လူတွေအတွက်ဆိုရင်စက်ပစ္စည်းအတွက်ဆိုရင်တော့ယောနီနတ်တေအီရုအဲ့ဒါလေးကတော့အပေါ်မှာသူကလေဒီဟာလေးရှိရေပေါ့နော်ယောနီစတေအီရုဆိုလို့ရှိရင်လည်းသူကဒီမှာဆိုလို့ရှိရင်ဝါခရနိုင် ခိုတိုဘာဝစုကုနိជីရှော့တဲ့ရှိတာပဲလို့ယောနီစတေအီရုနားမလဲတဲ့စကလုံးတွေခိုတိုဘာတွေကိုချက်ချင်းជីရှော့ဆိုတာအပိဒံမှာသူရှာတယ်ပေါ့နော်အပိဒံမှာသူရှာအောင်လုပ်နေဆိုတော့သူအပိဒံမှာရှာတယ် ဆိုတဲ့ပုံစံမျိုးဒါကြတော့လူတွေဆိုလို့ရှိရင်ယောနိသေအီတို့ယောနိနာတာဆိုတဲ့ပုံစံမျိုးနဲ့တုံးတယ်ဆက်ပစ္စည်းတွေဆိုရင်တော့ယောနိနတ်တေအီတို့နဲ့တုံးပါတယ်နောက်ထပ် grammar လေးတစ်ခုကိုကြည့်လိုက်ရအောင်ရှင်ဘန်ယောနာယောနိလူမျိုးနတ်နာနီလူမျိုးဆိုတော့ဒါတွေကနေ info မှာလည်းတင်ခဲ့ရတယ်ပေါ့နော်အဲမိတိုင်းတို့ဆိုတဲ့ပုံစံမျိုးလေးပေါ့အဲ့ဒီလူမျိုးဖြစ်နေရဆိုတာမျိုးသူကကြတော့လူတွေပစ္စည်းတွေတရိတ်ဆန်တွေ တခုခုကိုဥပမာပေးဖော်ပြခြင်းတဲ့အခါမှာသုံးတာ rate o arawa ဆိုပေါ့နော်သူကဒီဥပမာပေးတဲ့အခါမှာပဲသုံးတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်သူကကြတော့ plain form နောက်ဆိုရင်တော့ယောနိယောနာနဲ့တွဲပါတယ်ဟဲ့ပြီးလို့ရှိရင်နောက်ထပ်တစ်ခုယောနိဆိုလို့ရှိရင်ကြတော့သူကဘာနဲ့တူလဲဆိုလို့ရှိရင်ကြတော့မိသားကြီးနိနဲ့တွဲပေါ့နော် low သူကကြတော့အနောက်မှာ left adjective တွေလိုက်တယ်ယောနာကြတော့မိသားကြီးနာ လူမျိုးဆိုတဲ့အဓိပ္ပာယ်။သူကကြတော့သူ့ရဲ့နောက်မှာနောင်းလိုက်ပြီးတော့အသေးစိတ်ကြတဲ့ရှင်းလင်းချက်တွေပါတယ်။သူအဲ့နှစ်ခုလေးတော့ကွဲတယ်နော်။အဲ rate လေးကိုဆက်ပြီးတော့ခြေလိုက်ရအောင်။ယောနာယောနီနိုင်နိုင်နီယောနာနိုင်နိုင်နီယောနီနော်။သူ့ရဲ့ email လေးကကြတော့ reo shimesu ဒီဥပမာလေးကိုညွှန်ပြရတယ်ပေါ်ပြရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ဥပမာလေးကိုပြောတဲ့ ဥပမာပေးပြီးတော့ပြောတဲ့အခါမျိုးမှာသုံးတယ်စစ်စစ်စုခုစစ်စစ်စုခုမှာဆိုလို့ရှိရင်ကျတော့မေရှိဒိုရှိ no မေရှိရှူးရှော့ခုခေရှူးရှော့ခုခေဆိုတာကသူက plain form ပဲပြောတာပေါ့နော် verb ဆိုရင် plain form နောင်ဆိုရင်ကျတော့သူကအနောက်မှာ not လေးထည့်ပေးလိုက်ရတဲ့ပုံစံမျိုးပေါ့နော်နောင်ဆိုရင်သူက not နဲ့တွဲတဲ့ဟာလေးအမှားအချိပဲ watashi wa akaya pinku no yona akaru ii ro ga sukita ငါကလေတဲ့အခဆိုအနီရောင်ပေါ့နော်အနီရောင်လေပန်းရောင်လို့မျိုးသူကတောက်ပတဲ့အရောင်လေးတွေလင်းတဲ့အရောင်လေးတွေကိုစုခိတကြိုက်တယ်အဲ့တော့သူကဒီတိုင်းရိုးပုံမှန်ကြိုက်တယ်လို့ပြောလိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီမှာအခပင်ခုဆိုပြီးတော့သူကနော်အဲ့လိုမျိုးဆိုပြီးရောနာဆိုပြီးတော့သူကညပြလိုက်တယ်အရောင်လေးတွေသူအရှိမပြောပြီးတော့မှအနောက်ကနေလင်းတဲ့အရောင်လေးကိုကြိုက်တယ်ဆိုတော့သူဒီအရောင်နှစ်ခုကိုဥမာပေးပြီးတော့ဖော်ပြလိုက်တဲ့ပုံစံမျိုးလေးဖြစ်ပါတယ်နိဗ္ဗာန်

ငါလည်းပဲတဲ့နေဝတ်ထားတယ်လို့မျိုးစက်တာအင်ဂျီလေးကိုလိုချင်တယ်ဆိုတော့သူကဒီမှာဆိုလို့ရှိရင်နေဝတ်ထားတယ်လို့မျိုးဆိုတဲ့ဒီယောနာနော်လိုမျိုးဆိုတဲ့ဟာလေးထည့်ပြပေါ့နောက်ကနေစေတာကဟိုရှိစေတာကိုလိုချင်တယ်ရွှေဘန်အမေရိကနော်ယောနာအိုခိနာခုနိဒေဝခခုနိုင်းနီမို့ဂျီဆာကအသက်ထိုးစန်းတာအမေရိကနော်ယောနာဆိုတာအမေရိအမေရိကလိုမျိုးပေါ့နော်အမေရိကနိုင်ငံလိုမျိုးအိုခိနာ ဆိုတာကြီးမားတဲ့ခုနေတဲ့ဝါနိုင်ငံတွေမှာတော့မှာပဲခုခုနိုင်နေမှုကြီးစားကအသက်ထိုးစံတာနိုင်ငံအတွင်းမှာတော့မှာပဲဒီအချိန်လေးတွေကြွားချချက်ရှိတယ်ဆိုတာကတော့ထိုးစံတာဆိုတာတဘာဝပဲဖြစ်ပါတယ်ထိုးစံဆိုတာတဘာဝဖြစ်တယ်ပေါ့နော်အဲ့တော့သူကဒီမှာဆိုလို့ရှိရင်အမေရိကဆိုတဲ့ဒီနိုင်ငံလေးကိုမှဥမာပေးပြီးတော့အနောက်ကနေယောနဆိုပြီးတော့သူပြောထားအဖြစ်ပါတယ်။အဲ ပြန်ပြောရမယ်ဆိုရင်သူကစမ်းပန်မှာဆိုလို့ရှိရင်ယောနီနာတဲ့အိတို့စက်ပစ္စည်းတွေကိုဒီလိုမျိုးလေးဖြစ်အောင်လုပ်ထားတယ်ဆိုပြီးပြောင်းလဲထုတ်တက်လာတဲ့အချိန်ဒီမှာတုံးနေရွန်ပန်ကကြတော့ယောနာယောနီနောင်လေးတွေပြီးလို့ရှိရင်လူတရိစံပေါ့နော်ပစ္စည်းပဲဖြစ်ဖြစ်တစ်ခုခုကိုဥပမာပေးဖော်ပြခြင်းတဲ့အခါညွှန်ပြခြင်းတဲ့အခါမျိုးမှာဆိုရင်တုံးတဲ့ပုံစံလေးဖြစ်ပါတယ်လူလူမျိုးဆိုပြီးတော့တုံးတဲ့ပေါ့နော်အဲနောက်ရက်ဒီမှာလဲကျန်တဲ့ grammar လေးတွေကိုဆက်ပြီးတော့တင်ပြသွားပါမယ် 今日はこれで終わりましょうね。